ငါတို့တွေပန်းသီးစားလို့ရှင်လေအခွန်နေခွာမပြည့်အောင်เนาะအဲ့တော့အခွန်မခွာတဲ့အကြောင်းရင်းကဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့အဲ့ဒီအခွန်ထဲမှာ90ရာခိုင်နှုန်းလောက်တော့အမြင်တက်တွေကအခွန်ထဲမှာပဲပါတာ။ အဲ့ဒါကြောင့်မလို့အဲ့ဒီအမြင်တက်တွေရတာပေါ့နော်အဲ့ဒီအမြင်တက်တွေရဲ့ကောင်းကျိုးကဦးလန်းချောင်းကျမ်းမာရေးကောင်းစေတယ်ဝင်းချုပ်တာကိုတတ်တာစေတယ်ပြီးရခါကျစီးကျိုသမားတွေဆိုရင်အမြင်တက်များများနဲ့စားတာလို့ရှိရင်စီးကျိုကိုစောင့်တက်တာကိုကာကွယ်ပေးတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့အမြင်တက်ကအများကြီးလိုအပ်တယ်အဲ့တော့အမြင်တက်အများကြီးကဘယ်ထဲမှာပါလဲဆိုပန်းသီးအခွန်ထဲမှာပဲပါတာပေါ့နော်အဲ့ဒါကြောင့်မလို့ပန်းသီးစားလို့ရှိရင်အခွန်မခွာရဘူးเนาะဒီတိုင်းပဲစားရမှာဖြစ်တယ် နောက်တစ်ခုကကြတော့ဒီပန်းသီးစားလို့ရှိရင်အန်တီအောက်ဆီဒန့်နေကြွယ်ဝတာပေါ့ကွယ်အဲ့တော့နော်အန်တီအောက်ဆီဒန့်နေထဲမှာဆိုဗိုက်တာမင် C ကအဓိကပေါ့နော်ဗိုက်တာမင် A တို့ဗိုက်တာမင် C တို့စသဖြင့်အန်တီအောက်ဆီဒန့်နေအများကြီးကြွယ်ဝတယ်အဲ့ဒီအန်တီအောက်ဆီဒန့်ရဲ့80ရာခိုင်နှုန်းလောက်ကဘယ်ထဲမှာပါလဲဆိုတော့ပန်းသီးရဲ့အခွန်ထဲမှာပါတာ ။နော်အဲ့ဒါကြောင့်မို့ခုနေခွာပြီးလွန်ပလိုက်90ရာခိုင်နှုန်းလောက် အာဟာရတန်ဖိုးတွေလွန်ပလိုက်တယ်လို့ဖြစ်နေမှာပေါ့နော်။အဲ့ဒါကြောင့်လည်းအန်တီအောက်ဆီဒန့်ကျွဲဝါးတဲ့ဟာတွေကိုစားလို့ရှင်ကင်ဆာရောဂါကိုကာကွယ်တယ်ဆိုတဲ့ဟာတွေပေါ့။နော်အဲ့ဒီခါကျတော့အဲ့တော့ပန်းသီးစားပြီးတော့နောက်ကျမှကြီးကောင်းကျင်နေခုနကပြောအာဟာရတန်ဖိုးတွေအများကြီးဟိုရကျင်နေဆိုရင်အခွန်ကလုံးဝဖယ်ပြစ်လို့မရပါဘူးနော်။အဲ့ဒါဒါပြောပြတာ။ နောက်တစ်ခုပန်းသည့်အနီရောင်မဲ့ဖြစ်ဖြစ်အစိမ်းရောင်မဲ့ဖြစ်ဖြစ်နော်အနီရောင်ကတော့ပိုချိုတဲ့အတွက်ကြောင့်စီချိုသမားတွေအနီရောင်သိပ်မစားနဲ့ပေါ့အစိမ်းရောင်ဦးစားပေးစားပေါ့ဝိတ်ချနေတဲ့သူတွေဆိုရင်အစိမ်းရောင်ကိုပို့ပြီးဦးစားပေးစားပေါ့အဲ့တော့ပြက်တနာအခွန်နေမခွာပဲနဲ့စားတဲ့အခါကျတော့အဲ့ဒီအခွန်နေမှာကတ်နေတဲ့ပိုးသက်စည်းတွေဘာတွေညာတွေဖြန်းထားတဲ့ဟာတွေကနော်အနီရကင်းမှမလားဆိုပြီးစိုးရင်စရာရှိတာပေါ့အဲ့ဒီခါကျတော့ဒါအာဟာရပေရပညာရှင်တွေစေးပညာရှင်တွေပြောထားတာတော့ပန်းသည့်ပန်းသည့်ကိုပေါ့နော်ရေစေးတဲ့အခါမှာရေစေးတဲ့အခါမှာဘယ်လို running water ားခေါ်တာပေါ့ဘေးစင်ကဖွင့်ထားတဲ့ရေပေါ့ဩနဲ့ကြာနေတဲ့ရေထဲမှာဆေးနော်ဆေးပြီးသွားလို့ရှိရင်ပြောင်းအောင်တည်တည်ချာချာပုတ်တက်ပြီးတော့ဆေးအပေါ်ကနော်ပြောင်းနေတဲ့ဖျောင်းနေချော်တွေအကုန်ပြောင်းအောင်ဆေးဆေးပြီးသွားလို့ရှိရင်မလုပ်မလဲဆိုတော့ကျတော့ပန်းသီးကိုအလုံးလိုက်အလုံးလိုက်ပေါ့နော်အဲ့တော့အဲ breaking a baking soda ခေါ်တာပေါ့မုံဖုတ်တဲ့ soda ပေါ့နော်အဲ့တော့မုံဖုတ် soda တစ်စွန်းကိုရေစလုံးအဲရေစလုံးတစ်ခုထဲမှာနော်အဲတစ်စွန်းထည့်ထည့်ပြီးတော့ကျတော့မှွေမှွေပြီးတဲ့ခါကျတော့အဲ့ပန်းသီးကိုစိန်ထား ဲ့တော့15မိနစ်လောက်စိန်ထားနော်စိန်ထားပြီးတဲ့ခါကျမှတတိချာချာပြန်စေးစေးပြီးမှစားလို့ရှိရင်ကတော့ခုနပြောတဲ့လိုပေါ့နော်90ရာခိုင်နှုန်းလောက်တော့ ဒီဓာတုပစ္စည်းတွေအခွန်မာကတ်နေတဲ့ပိုသက်ဆေးတွေနဲ့ကမီကယ်ဆေးကိုဒါအများကြီးရှော့ချပေးနိုင်တယ်ပေါ့နော်အဲ့တော့ကြာတော့အန်နီယကင်းသွားတယ်လို့ဆိုလိုတာပေါ့အဲ့တော့အဲ100မှာ90ရာခိုင်နှုန်းလောက်ကတော့အဲခုနမုံဖုတ်ဆိုတာထဲမှာပျော်ဝင်ပြီးတဲ့ခါကျတော့ဖယ်ရှားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလဲအန်နီယကင်းကင်းနဲ့စားလို့ရတယ်လို့ပြောတာပေါ့နော်အဲ့တော့ပြောပြချင်တာကပန်းဒီစားလို့ရှိရင်အခွန်မာစားပါနော်အဲ့ဒါလေးပြောပြချင်တာပါဘိုင်ဘိုင်ပါ